င်္ဂလာပါရှင်ကျမကကေခိုင်ပါဒီပူပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်မလေးရှားနိုင်ငံမှာ2023ခုနှစ်ကအမည်မသိလူတစုရဲ့ဖမ်းဆီးခံခဲ့ရပြီးတိတ်မကြားခင်ကမှစစ်တပ်ကမြန်မာနိုင်ငံထဲမှာဖမ်းဆီးအရေးယူထားရဲလို့ထုတ်ပြန်ခဲ့တဲ့ဒေါ်သူစာမောင်မိသားစုအထမဖမ်းဆီးခံရမှုကိုပြန်စစ်ဆေးဖို့မလေးရှားအစိုးရကိုလူအခွင့်ရေးစောင့်ကြည့်ရဲ့အဖွဲ့ HRW ကအောက်တိုဘာလ22ရက်နေ့ကတောင်းဆိုလိုက်ပါတယ် မလေးရှားအာဏာပိုင်တွေအနေနဲ့ဒေါ်သူစာမောင်မိသားစုကိုပြန်လို့ပေးဖို့မြန်မာစစ်တပ်ကိုဖိအားပေးသင်ပြီးတော့သူတို့မိသားစုမြန်မာနိုင်ငံကိုဘလို့ရောက်ရှိတော်တယ်ဆိုတာစုံစမ်းစစ်ဆေးတင်တယ်လို့ HRW ရဲ့အာရှဒါရိုက်တာအလင်ပီယာဆန်ကပြောပါတယ်ဒါအပြင်မလေးရှားအစိုးရကအရည်ရရှိနေတဲ့ဒုက္ခသည်တွေကိုကာကွယ်ဖို့ပြက်ကွက်နေတယ်လို့သူကဝေဖန်ပါတယ် ဒေါ်သူစာမောင်ဟာမြန်မာမွတ်စလင်ဒုက္ခသည်အတိုင်းဝန်မြန်မာမွတ်စလင် refugee community နဲ့မြန်မာရွှေပြောင်းအလို့သမားများကော်မတီမြန်မာ migrant worker committee တို့မှဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူဖြစ်သလိုຫນွေဥတော်လင်းရေကိုရေပုံငွေရှာပေးသူလည်းဖြစ်ပါတယ်။ ဒေါ်သူစာမောင်နဲ့သူ့ရဲ့အမိသားစုဟာမလေးရှားနိုင်ငံကောလာလမ်ပူးမြို့မှာ2023ခုနှစ်ဇူလိုင်လ၄ရက်နေ့ကပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပြီးဖမ်းဆီးသောသူတွေဟာမလေးရှားရဲတပ်ဖွဲ့ကားနံပါတ်အတူကိုတက်ဆင်ပြီးတော့ဖမ်းဆီးသွားတာပါ။အဲ့ဒီနောက်ပျောက်ဆုံးနေတဲ့သူ့ရဲ့အမိသားစုကိုဖမ်းဆီးထားပြီးတော့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေနဲ့အမုန်းဖွင့်အရေးယူထားရလို့အာနာသိန်းစစ်တပ်က2025ခုနှစ်အောက်တိုဘာလ18ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါရဲ့ရှင်။ ပြည်တွင်းအခောက်ရွှေဈေးဟာအောက်တိုဘာလ21ရက်နေ့ညနေပိုင်းမှာတစ်ချက်သားကိုငွေကျပ်88,900ဝန်းကျင်အထိအတက်ရှိခဲ့ရတာကနေဒီကနေ့မနေ့ပိုင်းအချိန်မှာတော့85,500ဝန်းကျင်အထိပြန်ကျဆင်းခဲ့တယ်လို့ရွှေဈေးကွက်အတွင်းကသိရပါတယ်။တစ်ဖက်မှာကမ္ဘာရွှေဈေးကလည်း တအောင်စာကိုအမေရိကန်ဒေါ်လာ၄350ဆအထက်ထိအများဆုံးတက်ခဲ့ပြီးနောက်ဒေါ်လာ၄000နီးပါးအထိပြန်ထိုးစင်ခဲ့ပါတယ်။ဒါပေမဲ့ဒီကနေ့နေ့လယ်ပိုင်းမှာတော့ကပ္ပစေကတအောင်စာကိုအမေရိကန်ဒေါ်လာ၄100အထက်ထိပြန်အတက်ပြနေပါတယ်။ကမ္ဘာနိုင်ငံရဲ့တင်းမာမှုတွေကျော့ကျလာမယ်ဆိုတဲ့မျှော်လင့်မှုကြောင့်ရွှေစုဆောင်သူတွေကအပြင်းအထန်မှာရောင်းချလာကြတာဖြစ်ပြီးကမ္ဘာရွှေဈေးပြန်ကျလာတာဖြစ်တယ်လို့ဈေးကွက်အစောက်ကြည့်သူတွေကသုံးသပ်ထားကြပါတယ်။ အခုရက်ပိုင်းအတွင်းကမ္ဘာရွှေဈေးကဒေါ်လာ100ကျော်ပြန်ကျဆင်းခဲ့ပြီးမြန်မာရွှေဈေးကလည်းတစ်ချက်သားကိုကျပ်3သိန်းကျော်ပြန်ကျလာတာတွေ့ရပါတယ်။ဒါပေမဲ့ရွှေကုန်တိုင်းရွှေလုံငယ်ရှင်များအသင်းရဲ့ဓာတ်သတ္ထုရွှေရင်းညွှန်းဈေးကတော့လက်ရှိအချိန်မှာ96သိန်း9တောင်ကျပ်အနည်းနဲ့ဈေးငိမ့်နေဈေးဖြစ်ပြီးတမန်စင်နဲ့မရောင်းတဲ့ရွှေဆိုင်တွေကိုအရေးယူမယ်လို့အသင်းကသတိပေးချက်ထုတ်ပြန်ထားပါတယ်ရှင်။ ညဝရီမျိုးတောင်ဖက်လေကေကော်မြို့တင်အနေကကြားဖြတ်ငွေလိမ်လုံငယ်လုတ်ကိုင်းနေတဲ့ KK ပါကိုစစ်တပ်ဝင်ရောက်စီးနင်းပြီးနောက်ပိုင်းလုံငယ်တွေဆက်လက်လေပယ်နေတယ်လို့သိရပါတယ်။အောက်ခက်သတင်းပေးပို့ထားတာပါရှင်။အော်ဒိုဝါလာစကွေးနေကနေချသောက်တဲ့ဗီဂျက်ထင်းချုပ်ထားတဲ့လေကေကော်မြို့တင်ကြီးကကြားဖြတ်ငွေလိမ်လုံငယ်လုတ်ကိုင်းနေတဲ့ KK ဘက်ကိုစစ်ကောင်မရှင်တပ်ကဝင်ရောက်စီးနင်းပြီးဆက်ဆက်ပြစ်ချို့ကိုတင်းစီခဲ့ပါတယ်။ စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းခဲ့ပေမဲ့လုပ်ငန်းတွေဆက်လက်လက်ပတ်နေတယ်လို့ကြပြန်လုပ်ငန်းမှာလုပ်ကိုင်နေသူတယောက်ကပြောပါတယ်။ကြပြန်ကိုစစ်တပ်ကဝင်ဖမ်းလိုက်ဆိုတော့အကိုရဲသူတို့ကအချင်းချင်းလဝါချင်းကြိုက်ကြတာပေါ့နော်။လဝါချင်းကြိုက်ပြီးတော့အဲ့လိုမျိုးစစ်တပ်ကလာတယ်ဒီမှာရှိတဲ့လက်နက်ကိုင်ဖွဲ့စည်းတဲ့သူတို့နေရာဖယ်ပေးတယ်စစ်တပ်ကဝင်ဖမ်းတယ်ပြီးတော့လိုအပ်တဲ့အဲ့ဒီကုန်းဆောင်လေးဒီစတားလေးနေကွန်ပျူတာတွေပိုင်ရတဲ့သူတို့ကသူတို့စီစဉ်ထားကြတာပေါ့အဲ့ဒါတွေဖမ်းပေးတယ်အလုပ်သမားတွေရှောင်ခိုင်းတယ်အဲ့လိုမျိုးပေါ့နော်။ စီမံချက်နဲ့အဖမ်းပြရတဲ့ဘောပါပဲသူတို့တကယ်မဖမ်းပါဘူးတကယ်ဖမ်းရင်နေရာကြီးအများကြီးလာယူဖမ်းရင်အကုန်လုံးဖမ်းလို့ပဲလွယ်ဦးလေအရှိချင်းနေရာတော့စစ်တပ်ကအဖမ်းပြပြီးတော့သူတို့လိုချင်တာတွေရသွားတာကြတော့လည်းပြန်သွားတာပေါ့နော်ဒီလုပ်ငန်းတွေကတော့သူစကမ်းကလုပ်ငန်းတွေကတော့ဆက်လက်လက်ပတ်နေတာပါပဲကြပြံမွေးလင်းလုပ်ငန်းတွေကိုတောင်းအမိကန်လျှောက်ကရွှေကုတ်ကိုမက်ထော်တလီအင်ဂျင်မြိုင်ဧကတရာရွှေပြောက်မြိုင်ကြောက်ခတ် အေအေဆိုင်စတဲ့နေနေရာဒီမှာတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးနေရာသောက်တဲ့ဘီဂျက်တပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူပေးထားပါတယ်စစ်ကောင်စီတပ်ဖက်ကကြားပြန်ဝေလီလုပ်ငန်းလုပ်ကင်နေတဲ့နေရာတွေကိုအကုန်ဝင်ဖမ်းမယ်ဆိုရင်အာရှလမ်းပြပိတ်သွားနိုင်တဲ့အပြင်ကင်းပြည်နယ်မှာပြိပကတ်တွေပြန်ကြည့်သွားနိုင်တယ်လို့ကင်းရက်ဖက်ဖွဲ့စည်းတစ်ခုရဲ့ဥက္ကဋ္ဌတယောက်ကပြောပါတယ်ကျွန်တော်တို့ထင်တာကတော့ဘာကိုလဲဆိုတော့ဒါဒီကိုအခုတော့လုပ်ရလို့ပဲကျွန်တော်မြင်တာ တကယ်တော့ဖမ်းမယ်ဆိုရင်ဒီဒီပတ်ထဲမှာနေအဲလောက်ကလေးနဲ့ဒီပတ်ကသွားကြတော့ကူးမှာပေါ့အဲပေါ်လို့စစ်ကောင်စီကဝေဖမ်းမယ်ဆိုရင်အစလာကြီးကပြိတ်သွားနိုင်တယ်ပေါ့ဒီနေ့မှာပြည်ပခန့်ရပ်တယ်ဒီလောက်မှာဒီလောက်ကိုလုံးမှာပေါ့ဒါတွေကကျွန်တော်တင်နေသူဟာအဲ့လိုလဲမာမကြံကလည်းအကုန်လုံးခုံးချမှာပေါ့အဲဒီကြီးအကြေးရလားဒါဒီဝါဝင်လာပြီကျွန်တော်တို့ကမှစစ်စစ်လာပြီးခုနကပြည်များလည်းပုံကတိပုံခမ်းမှာဖြစ်တဲ့အတွက်ကြောင့် moi di sege jem ta yamu da sige pa ku moi a tali lu ta bu ku da ta do mo jap la ga de ro ba ben ni စစ်ကောင်မရှင်တက်ကမြောက်ဖန်စီခဲ့တဲ့ KGP ရဲ့လုံခြုံရေးနဲ့စီမံခန့်ခွဲမှုကိုနေစာတောက်တဲ့ BGF ကတိုက်ပဝင်ပတ်သက်နေတယ်လို့ခိုင်မာတဲ့ထောက်ထားတွေနဲ့ Justice for Myanmar JFN ကထုတ်ပြန်ထားပါတယ်အခုလို online ဝင်လေးလုပ်ငန်းတွေကိုဝင်ရောက်စစ်ဆေးဖို့ BGF ကကြိုးစားနေရရှိထားပြီးဖြစ်တယ်လို့ အစီအလက်မှတ်ထိုးထားတယ်။စီရင်သတင်းမိတယောက်ကပြောပါတယ်။ဒီနော်သူစစ်ပီးတဲ့နော်သူဝင်ဖြစ်ချင်တော့သူစစ်ပီးရတဲ့နော်သူဖြစ်ချင်တော့အဲ့လိုပုံစံမျိုးနဲ့သူဝင်ဖြစ်တာပဲဒါမဲ့အဲ့ဒီဟာကိုလည်းကြိုးပြီးတော့တင်ရတော့ပြီမှာပဲဒီဝင်ဖြစ်မှာဆိုတာဘယ်လိုမှဆိုအနာရလာပြီးနောက်မျိုးကိုလည်းနည်းနည်းဟိုဟိုအဲ့ဒါရူထောင်းလာမှန်းကြီးဆိုတော့နည်းနည်းသူကတော့အောင်အောင်ရလာတော့အဲ့လိုပုံစံမျိုးကြီးပဲကျန်ရရဲ့သူဖြစ်ချင်စီမံရတော့ဘယ်လိုနေစားဖြစ်ကုန်တော့ ကေကေပတ်စီမံကိန်းအတွင်းဈေးဆိုင်တွေ၊ကိုဒေါင်တွေ၊စေကံဆောက်လက်ဆဆောက်ဦးစုစုပေါင်း၃၀၀နီးပါးကိုစစ်ကောင်မရှင်တပ်ကစစ်ဆေးခဲ့ရာအလုတ်သမား၂၀၀၀ကျော်တွေ့ရှိခဲ့တဲ့အပြင်စတားလင်အင်တာနက်ဆလောင်းလုံး30နဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရောင်းမိခဲ့တယ်လို့စစ်ကောင်မရှင်ကထုတ်ပြန်ပါတယ်။ကေကေပတ်စီမံကိန်းမှာကရင်ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်တဲ့အပြင်ခါချင်းဝင်ယူပြီးကျေးစားကာကွယ်မှုတွေလှုပ်ဆောင်နေတယ်လို့စစ်ကောင်မရှင်လက်အောက်ခံနိုင်ငံမှန်သတင်းဌာနကလည်း ဗိုလ်ချုပ်စော်မင်းထွန်းကပြောဆိုထားပါတယ်ဒီပတ်စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာထင်ရှားတာတွေ့ရပါတယ်။ဝေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်းမျိုးကိုဥပဒေမဲ့စွာလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမနေ့ကသတင်းမှလည်းကျွန်တော်ထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီး ဒီနေရာနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတော့လှုပ်ဆောင်ထားတာတော့တည်ဝင်တခုမှမရှိကြောင်းသိရပါတယ်။နောက်ပြီးတော့အဲ့ဒီနေပေါ်မှာလှုပ်ဆောင်နေတဲ့ဓာတ်ဝန်သားလုပ်ငန်းတွေကိုလည်းအခါကျင်းငွေယူပြီးကြီးစားကာကွယ်မှုများလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ဒီလုပ်ငန်းရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်။ KGB စီမံကိန်းကိုဝင်ရောက်စစ်ဆေးဖန်ဆီးတာစစ်ကောင်မရှင်ဘက်ကပြောဆိုတာနဲ့ပတ်သက်ပြီးငွေကြေးတောက်တဲ့ဘီဂျက်တာဝန်ရှိသူနဲ့ကရင်တာဝန်ရှိသူတွေကို းဆက်သက်မြင်းမြန်းခဲ့ရာအခုသတင်းထုတ်ပြန်ချိန်ထိပြန်လည်ဖြေကြတာမရှိခဲ့ပါဘူးအင်းဒီချင်းထိုင်းနိုင်ငံကတော့နိုင်ငံတော်လုံခြုံရေးကိုချင်းကြောက်လာတဲ့ကြောက်ပြန်လုပ်ငန်းကနေမွေကြေးလိမ်လေတာလူကုန်မှုလာတွေကိုနှိမ်နှင်းမှုမြမပြည်ရင်းကနေရ၅ခုကိုဖေဖော်ဝါရီ၅ရက်နေ့ကစပြီးလျှက်စစ်ပြီးအင်တာနက်နဲ့လောင်စာဆီကိုဖျက်တောက်ထားတာဒီနေ့အချိန်ကြီးဖြစ်ပါတယ်ကျွန်တော်အောင်ခံပါ ဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကိခိုင်ပါ